City ပါရှိရဲဆိုစိတ်ဝင်စားဖို့ကောင်းတယ်စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတော့ Falcon Nest ရဲ့ Drafting Draft In Nest ရဲ့ကျောင်း Early Game လုတ်ပေါက်လေးတွေကိုတော့တစ်ချက်တော့ကြည့်နေသေးတယ် Rain Game Number 1မှာဦးဆောင်ထားခဲ့တဲ့ Falcon Esport ဒီ Game Number 2မှာလည်းဆက်လက်ပြီးဦးဆောင်မလားဒါမှမဟုတ် Falcon Nest ရဲ့ကောင်းတဲ့ Draft တွေနဲ့ပြန်ပြီးဦးဆောင်သွားမလားဆိုတော့တစ်ချက်ကြည့်ရတယ်အားလုံးရဲ့ Draft တွေနဲ့လောင်ရဲ့ရေးပြန်နေရ Battle 5မှာ Rolling Thunder နဲ့ Spin Game Number CK ကလည်း Fairwind ဆိုတော့သူ့ Energy Ration တွေနဲ့တောက်လျှောက်ထိန်းလို့ရတာဆိုတော့ကြာလေဒီတပွဲမှာတော့ KX Benny ဒီ Mid Euro တွဲလုံးတစ်ခုက Rolling aggressively shot ထားနိုင်မှောက်အစီအမီပါဗျာ team fight ကတော့ဘလို့နေနေ fake back က defense net back ကပေါ့နော် open net အားလေး game မှာတော်တော်များနေတဲ့သဘောပါတဘောက်နေနေကတော့ Nani ရဲ့ PH ကိုတော့ damage လေးပြန်ပြီးတော့ပေးနေပြီ fight က fighter 3000နဲ့ပြန်ပြီးတော့တဲလာတယ် OP အနေနဲ့တကယ် key player ပြန်ပြီးတော့ပဲလုံပေးနိုင်မလားဆိုတော့ကြည့်ရမယ်ဒါပေမဲ့တစ်ဖက်မှာတော့ခုနပြောသလိုစီယန်ရဲ့ဒီ rotation dispersion နဲ့ crowd control ရရှိနေသေးရယ်ဆိုတော့ fake one အနေနဲ့လည်းခေါင်းထုတ်လို့လွယ်ပါမလားဆိုတော့ကြည့်ရမယ်ဒါပေမဲ့ KA ဆို B1 Sardust ရဲ့ combination B1 တော့မလွယ်ဘူးပြောရင်ဆိုတော့စမ်းကြည့် စန်ဂျီ OP နကောင်လုံးက spare gas လေးတွေတော့တတိထားပြီးတော့သုံးရမယ်အနေထားပဲဒါပေမဲ့ OP ကတော့ပို့ပြီးတတိထားပြီးသုံးရမှာတော့စန်ဂျီကတော့ load of physical damage ပြီးဟို damage ကတော့ပို့ပြီးကောင်းနေတဲ့အနေထားဟို OP ဘယ်ကလေးစပြီးတော့ပေးလိုက်ရပြီ KX ရဲ့ rotation တစ်ခုပါ လည်းမျိုးဘက်တက်စမဲတစ်ခုပေးလိုက်ရတာရောလေးနှစ်မျိုးပူပေါ့နော်ပလေကလည်းစက္ကတရတရရောက်ဆိုတော့ညလေးနောက်တစ်ခေင်းကြီးတစ်ခုဒီမှာဆိုတော့ OB တိတက်ပူပြီးတိုက်အဲရီထားရတော့ပဲပေါ့နော်အဲ့ဒါမတက်ပလေကမရှိဘူးလေတော်ပြီဗျာဆို OP ဒီချိန်မှာတော့ KH နေနဲ့ပလေကချိုးပြီးတော့ယူထားရဆိုတဲ့အချက်လက်ကီးနေနဲ့တိုင်ပင်မမတ်အသုံးပြုသွားတယ်လို့ပြောလို့ရရမယ်ဗျာအဲ့တော့ objectify အချင်းမဖဲကို e-sport တဲ့ကျွန်တော်တင်လို့ရရပြီဖဲကိုနဲ့စနေဒီချက်ပတ်ပေါင်းထပ်ပြီးတော့တင်ထားရဆိုတော့ Aaron Roman ရဲ့ performance လေးတိတ်ပြီးတော့မမြင်ရသေးဘူးလို့ပြောလို့ရရမယ်ဒါပေမဲ့ရှင်ရန်အနေနဲ့ teleportation ရပြီဆိုတော့ချက်တော့ကြည့်ရအောင်မယ် ဒီအော်ဖဲရယ်လေးဖြစ်နေဒီကိုလေးကိုတိုင်းပြီးတစ်ခုမှာတော့ fast start တဲ့လေးကတော့ fakeness အတွက်ပဲဖြစ်သွားတယ်။ဒီကလည်းတော်တဲ့ objective ကိုအဲ့လိုမျိုးလေးနောက်ထပ် UU လို့ပဲဒီမျိုးတွဲပစ်တစ်ခုစီကိုသူတို့ဥတည်ထားတာပေါ့နော်။နောက်ပိုင်းကျရင်လည်း meta to fight တွေမှာလည်းနောက်ထပ် output damage တာအတေချာလေးထွက်နိုင်တယ်။နောက်တဲ့ဒီ law objective တွေမှာလည်းအတေချာလေးဆိုင်နိုင်တဲ့တွဲပစ်တစ်ခုကိုနော်။ ာတေချာလေးယူထားတဲ့ဖက်ကိုနက်စ်ကတော့အာလီတာတေရရဆန်းဦးပြနားရနားရ rotation ပါစေဒွန်ချာကတာဘောကောင်းတော့တော့ပြေးဖမ်းတာနဲ့ဒီမစီကေအဲ့ဒါ chief rushing လေးပြေးပြီးဝင်လိုက်တယ်ဆိုမဲ့ abrasive web မထွက်သွားတဲ့အချက်လေးတွေနဲ့လေးတော့ထိနာဝိုင်းတွေတော့ပြောရမယ်ဗျာအဲ့တော့ဒီရှင်ရဲ့ရင်းက reflex လဲမြန်သွားတယ်ဖေကွန်ကဟုတ်ဒီရင်းရင် rotation လေးတွေကလည်းနည်းနည်းလေး direction ရှိသွားတဲ့အနေဒါတစ်ခုပြနော်အဲ့တော့ final set က3កောင်ပေါက်မှာ CN damage ကတိတိကျကျလေးပြီးနိုင်ခဲ့ပြီ CK ရဲ့ energy ရှိနေပြီးခဲ့ပြီတကယ်ဖြတ်ထွန်းလာနိုင်တယ်3កောင်လုံးတော့ down သွားနိုင်တယ် တန်ပေါင်းတစ်ဖက်မှာလည်း lefty ကောင်းကောင်းလို့ rotation နေတော့အားလီတဲ့ကပေးနေပြန်ဒီကတန်ပေါင်းအနေနဲ့သူ fake ကမပေးလိုက်ရတယ်ခုနကပြောသလိုပဲ hero kill လေးသာရလိုက်မယ်ဆိုရင်တော့တော်တော်လေးကိုအဆင်ပြေတယ်မြေဒီချက်မှာ op 2 drag hand strike တစ်ခုကတော့ပြီးထားတယ်အားလီ game မှာတော့ hero kill လေးပေးထားရသေးတယ်ဆိုပြီးပဲလို့ fan ပိုင်းမှာလည်းလည်းကွန်ဖော့ဖြစ်နေရထပ်ပြီးတော့တန်ပေါင်း final select ရထားတဲ့နေထားတစ်ခုမှာတော့ fakeness စံကြီးသိန်းကို pressure လေးတော့ပေးနေတယ်ဗျဒါပေမဲ့ lefty ဒီအချိန်မှာ fan speed တော်တော်များများကြီးရနေတယ်ပြောမယ်ပြောရမယ်ဟုတ်တယ် ဒီ objective တွေဘာတွေပြန်ပြီးပေးထားတော့မလုံးဝလုံးဝ spam spray ကမနေတော့ enemy ရဲ့ဒီ wrap up တွေ no cg ရဲ့ wrap up တွေကိုကောက်ထားနိုင်ခဲ့ရင်းနဲ့ပဲလက်ရှိမှာ fakeness နေနေတော့ပြန်ပြီး type တွေပြီး objective တွေရတယ်ဆိုပေမဲ့ဒီ game ကြီးတွေခုမှ hero game နောက်လျှောက်ပေးထားတဲ့အတွေ့အကြုံမလို့ fakeness နေနေတော့ fake e-sport ကိုလည်းဝန်ကြီးကျော်စပြီးပေးထားတယ်ဒီက ob ရဲ့ k c ဒီ new core ရဲ့ game ပေါ့နော် site နဲ့ site အချိုးခံလိုက်ရတာလေပါပါတယ်อืมဒီက legacy ရဲ့ mutation early game မှာ tolerance ပြေသွားတယ်လို့ပြောရမယ်ဗျသူရထားတဲ့ join confidence ဒီချိန်မှာတော့စ မျိုးပြတ်သားနေပြီတဖက်မှာလည်းကျွန်တော် KH ရဲ့ favorite favorite တွေရှိအောင်လို့ဆို Fire 3ပေါင်းနဲ့ထဲလာရဲ့ drum နောက်ကနေပြီးရှင်ရဲ့ rotation dispersion တွေ combat တွေစပြီးတော့မြင်ရမလားဆိုတော့ကြည့်ရမယ် OP နေနေကတော့ fan speed လေးကတော့ထပ်ပြီးတော့ချက်ထားသေးတယ်ဆို6မိနစ်တိုင်းပင်အတွင်းမှာ OP ပါဝင်လာမယ့်ဗတယ်တွေကိုလည်းကျွန်တော်စောင့်ကြည့်ခြင်းသေးတယ်ဗျ Sanji နေနေကတော့ပထမပွဲလိုပဲသူ့လိုမယ်ဆိုရင် Queen's Style Wind Tower က Hazen Claw အဲ့သုံးခုရပြီဆိုရင်တော့ better combination ကျလာတယ်ဒါပေမဲ့ Fagon နေနေ early game မှာအဲ့လိုမျိုးဖြည့်ရှင်းမှုအတွက် ban ပြီးပါပြီးသားဗျအင်းနော် ဟုတ်တယ်နော်အဲ့တော့ bandy အားလေးမှရှိနေတဲ့ twist and နော် damage လေးတွေနဲ့နောက်မှ penalty zone တွေနဲ့ joy ရဲ့ blue bean ရဲ့လည်း damage ကလုံလောက်တယ်လို့ပြောရအောင်ပါလေအဲ့တော့တော့နောက်တစ်စကင်တာတွေကိုပြန်ထိနေတာကဘယ်ကူ e-sport ကိုလည်းပြန်ထွက်ဖြစ်နေခဲ့ပြီအားလေးမှတော့ ီ hero 12ပြအားသာကြကြမှာလို့ early pass တာတွေရခဲ့တဲ့ second down တွေပါတော့ next နည်းပြန် type ပဲနေရယ်ဆိုပြီး sticky throw တွေဒီခုပြန်ပြီးတော့ toe high နဲ့ပဲဒါတဲ့နောက်တစ်ခါဒီ second down တွေလို့ဆက်လက်ပြီးဒီခုတည်းကသုံးသား animation တစ်ခါဖတ်နေဆက်လက်ဒါပေမဲ့ lucky down တော့မရောက်ခဲ့ဘူးဗျာဒါတည်းရော sticky ပဲပြန်ပြီး fight side twice ပကီ8 wolf is the time sticky type ပဲနေရတယ်ပဒီခုသူ internet လေးနဲ့ပြန်ပြီးတော့ forward လိုက်ရတယ် sanji ရောက်လာမယ်ပဲဒီခုမှစပြီးတော့ sticky စကြတယ် wolf is flicker လေးနဲ့ဆက်ပြီးတော့ stamp on ထိန်းခဲ့တိုင်းနဲ့ပဲ contact ကြီးကြားထဲမှာတော့ down သွားပါပြီ OP combination ပါခဲ့တယ်ဆိုရင်လည်း objective င်ကလာကင်ထားသည့်တိုင်အောင်ဒီအချိန်မှာ target objective ကိုတော့ရောက်အောင်လို့ယူထားနိုင်တယ်ဆိုရင်လည်း Falcon အနေနဲ့ battle ပဲ focus နေတာတော့ Falcon နဲ့ Solid ခံစားခက်နေဆိုလက်ကြီးဒီပြတ်ပဲ5 piece နဲ့ OP ကိုဖြတ်ပြီးတော့နေလာရင်ဆိုရင်နေအောင်ပါတော့ OP ပြန်ပြီးတော့ပဲ damage output တွေတော့ပေးထားသေးတယ်ဗျာ Sky Pierce ကဒါပြီးသွားပြီဆိုတော့လေဒါ second item လေးဖြစ်ဖို့တော့တော့များမယ်ပေါ့နော်ဒီနှချောင်းနဲ့ဘယ်လောက်ထိအလုပ်လုပ်သွားနိုင်မလဲအေးအေး OP မှားပြီးတော့ဝင်သွားလို့မရအောင်နော်ဝင်သွားရင် down သွားနိုင်တဲ့အနေထားဗျာဒီချိန်မှာသူပဲ damage ပေးဖို့တော့အကျဉ်းသားပြောကြတယ် objective ကို Falcon နဲ့တောက်ချက်ရရှိနေတယ်ဆိုပေမဲ့ Hugh Key ဒီပေးနေရတယ်တော့မဟုတ်ဘူး အော်ဟိုဒီတောင်းချောက်ပဲချိုးခံနေရပြီဆက်လက်ကြီးတဲစီနဲ့အလုပ်ပြီးခုပေးပါလားအိုပီးရောင်းတဲ့ဒီတောင်းသွားပြန်ပြီဒီအောက်မှာလဲဟိုဆက်တဲ့ဒီကိုတော့ပြန်ရခဲ့ရဆိုပေမဲ့အပေါ်မှာရလိုက်တဲ့ဂေးကတော့ Fagron eSport တော့ပိုကောင်းတယ်လို့ပဲပြောရမှာပဲ OP ကိုလောမှာ Famous Space ကိုမပေးဘူးဗျ OP သွားတဲ့လမ်းကိုလက်ကြီးတောင်းချောက်လိုက်နေတဲ့ပုံစံမျိုးလေးကိုတော့တွေ့ရတယ် OP နဲ့နှစ်ခါတောင်းလာလို့ပြည့်ချီတယ် Fagron Nest နေနဲ့ Early Game Time မှာတော့ OP ကိုရရင်အားကိုးလို့တော့မရတော့ဘူးအဲ့တော့ Throw Pick ထားတဲ့ Shiyan ရဲ့ teleportation တွေဒီအချိန်မှာတော့ flanking ကောင်းကောင်းကြီးအလုံးလုံးမှတော့ရတော့မြတ်တော့စေတမ်းမရှိတဲ့နေထောက်လို့သူတို့ခံစားနေရတယ် အဲ့တော့မတော့ဝမ်းဝမ်းဝင်းထော့ကကိုစိုင်းဝမ်းဝမ်းလဲအိုက်တဲ့နှချောလုံးဝကတိကြကြလိုက်ပြီးတယ်ဆိုတော့ကြာတယ်ဒီမှာလည်းဒီပေါ်နေပြီးအများကြီးဆက်လက်ပြီးရှိသေးတယ်ဒက်ဒီကတော့ KA ကိုပြန်ရထားတယ်အဲ့ဒီထက်ပိုတဲ့ UK တွေထိရောက်ဖို့တော့လိုအပ်နေတာတော့အမှန်ပဲဘာကြောင့်လဲဆိုတော့ဂိမ်းဝမ်းလဲရှုံးထားရတယ်ဆိုတော့ဂိမ်းနံပါတ်2မှာကအဲ့မရှုံးလို့မရအောင်ရှုံးလို့မရတဲ့ပြင်အားလေးပြန်တာနေမှအဆင်ပြေမှာဆိုတော့ကြာလေအဲ့ဒီမှာလည်း network ကြီးကလည်းပြန်ပြီးတော့ဖြတ်ဖို့တော့လိုအပ်နေရဆိုတော့ အပူကောင်းတဲ့ UK တွေကို Fagoness ပိုင်ဆိုင်ဖို့အတွက်လိုအပ်နေရတော့အမှန်ပါပဲတတတဲ့ objective 5လေးကတော့စတင်လာတော့မယ်ဒီအချိန်မှာ Fagoness နေနဲ့ target 5နှစ်ခုလုံးကိုပိုင်ဆိုင်ထားရတဲ့ဆိုတဲ့အတွက်ကြောင့် network gap အလောက်ထိတော့မဟာသေးဘူးဗျအဲ့တော့ OP တို့ဘာလို့အဆင်ပြေလာမယ်ဆိုရင်တော့ bounce back တွေဘာလို့မြန်အနိုင်ကြီးလို့ရှိရဲဒါပေမဲ့ဒီအချိန်မှာရှိရန်သူ့ရဲ့ damage လေးကိုတော့ Fagoness နေနဲ့အားတော့ကိုးရမယ်ဗျရှင်ရှင်လေးရဲ့နော်ရတော့ရင်းကြီးရင်းကြီးနော်အရင်ရင်းကြီးလေးပေါ့နော်ဘယ်လောက်ကောင်းသွားနိုင်မလဲ တွေ့ရဒီနောက်ထပ် reduction နေမှာနောက်ထပ် reduction နေမှာ bloody ကောင်းသွားနေမှာ oh two men fit ကမ္ဘာမှာ find this lane လောက်ကာရာပြီးနေတာဒီကော PA ကျေပြီးတော့ down မဆက်တဲ့အဲ့လို PA ပြီးတော့မဆက်တဲ့ကိအဲ့လို PA ကြောင်းမှာ low မကူကိုကြောက်သွားပြီးပြောရမှာလေဗျာ CND မထက်ပြမ down တော့ဘာဖြစ်ဒီ down shot damage ဒီ video မကက် ဆူတော့ဒီကျူဒမ်ဘီကိုပို့ပြီးကောင်းနေတဲ့အနေအထားကြောင့်ဆန်တီခေါ်ခေါ်တဲ့မနျူးခေါ်ဒီမတောင်းသွားရတယ်စီကေပြန်ပြီးမချဘူးတူးသားတယ်ဆိုတော့ကြားတော့တော့မပြီးဒီကမ်းဘီစီကြားရဲမှာငေါအောင်လုံးမတီးဆုံးသွားပါပြီကလပပတိုင်မင်တစ်ခုနဲ့ကျွန်တော်စပယ်ကိုမထအောင်ကက်စတင်ပေးသွားခဲ့တယ်ဆိုရင်7 point e-sport အနေနဲ့တစ်ခါဖဲကိုညစ်ဖို့တော့တင်းသက်တော့ white all out ဒီပါလို့ဆိုစတင်ပြီးတော့ပဲ9မိနစ်တိုင်မင်တွင်မှာရခဲ့တာဗျာအဲ့တော့တို့အနေနဲ့ကြားတဲ့ objective တွေဘာတွေကိုလိုချင်တယ် diamond redefining တွေဘာတွေတားတဲ့ objective jungle line နဲ့ရှင်မလို့ဆိုရှင်ရန်ပေါ်တော့ပေါ်သွားပြီဗျာဒါပေမဲ့ အရင်ကဆိုင်းပါတော့ဖိုးတော့ပေါ့တဲ့ခေါ်ကဲနောက်တပီးခဲ့တဲ့ဖက်တစ်ခုပါတော့ဒါဖန်စီဇုံနဲ့လက်တီးရဲ့လက်တပီးတိုင်းမတစ်ခုကတကယ်ကိုမချသွားတယ်ပဲပြောရမှာပဲဆန်ကြီးရဲ့ cross ball အတက်တွေနောက်မဘီဒီခဲနေတဲ့ damage တွေကို fake ness တော်လေးကိုခံစားလိုက်ရရင်တပီးဝိုင်း all out ဒီပါထပ်ပေးလိုက်ရရင်လည်းပဲနောက်တဲ့ objective အကြီးစားကြီးနောက်တဲ့နောက်တဲ့နောက်တဲ့တစ်ချိန်ဆက်လက်ပြီးတော့ပြေးလိုက်ရမယ်ပြီ မလက်ကြီးနေတော့ Holy Crystal တွေပါရောပြီးွားပြီဆိုတော့နောက်ပိုင်းသူအဲ့လိုဘလိုင်းတွေကိုဝင်လာတဲ့ဒန်တွေကပို့ပြီးတော့သိုးလာလိမ့်မယ်လို့တော့မြင်တယ်တစ်ဖက်မှာလည်းကျွန်တော်စန်ဂျီအနေနဲ့ကြည့်မယ်ဆိုရင်တော့ online ပြန် online ဖြစ်လာပြီလို့ရပြီဆိုတဲ့အခြေအနေနောက်ထပ်သွားမှာတော့ကျွန်တော် Blitzkan လားဘာလားဆိုတော့ဆက်ပြီးကြည့်ရတော့မယ်တစ်ဖက်မှာ OP အနေနဲ့က Rolly ဆက်ပြီးတော့သွားနေရဗျာ OP နဲ့စန်ဂျီနဲ့မှာ300ပဲกว่าတယ်โอ้ဘာ Teleportation hey တပ်ကိအေးကျိုးတောင်းနေတဲ့ Pandy Zone တကယ်လောက်ပါတယ်ရဲ့ specs စီဒီဓာတ်ရဲမှာ review down ချက်ကိုရတာများပုံပြီးရှိတော့ပဲတခုပါတော့ connect type နေပြီးနောက်တော့ cross attack ပုံပါ tap your kind of a sentry damage ဒီ time leave all over right when you got a walk with scan been to the game been of a down ball so day the mini s5 binny go play off the hyper arena and play off k3 မှာတော့နောက်ထပ်ကျွန်တော် mini တခုကိုတော့ဆက်လက်ပြီးတော့မြင်တွေ့ခဲ့ရပြန်ပြီဗျာဒီအချိန်မှာတော့ fair call အနေနဲ့ threat form တော်တော်လေးကိုတော့အသက်ဝင်လာရလို့တော့ပြောရမယ်တစ်ဖက်မှာတော့ကျွန်တော်ပြန်ပြီးကြည့်ရမယ်ဆိုရှီယန်အနေနဲ့ sp ရေကို preparation ကိုစဉ်းစားသွားတော့အဲ့ဒါစဉ်းစားကြရပိုပြီးစိုးကျင်တာ OP ပါပါတယ်ဟုတ်တယ်အဲ့တော့ KH ကလည်း live နေဆောင်နေတယ်ပြီးတော့ဗတဲ့အဆမှနေ OP down နေဆိုတော့ damage output လုံးဝမရှိ respect ကို nasty နဲ့ sanky ဖြစ်ခွဲတဲ့ damage တွေကြားထဲမှာအားလုံးသိဆုံးသွားရင်းနေပဲနောက်တစ်ဒီ game number 2ကိုပါ take down လုပ်ခံရဖို့အတွက်ရောင်ရင်တော့တော်တော်လေးတော့များနေပြီ network ကလည်း 9k ဆိုတော့1 minute 1k နှုန်းနဲ့တော့မကွာနေလို့ပြောလို့ရတယ်ဗျ death penalty zone နေ lucky ရဲ့ little bit timing တွေကိုဘလုံးမှဒီဘက်မှာပြန်ပြီးတော့ဖြည့်ရှင်းလို့မရသေးဘူးပေါ့နော် finest left တွေရေးမြန်နေရဟို ူရိတ်ဆိုင် final set ဒီရင်းရည်နေတာပေါ့တစ်ဖက်က defense စုံနေလက်တူတီးပြာပူကောင်းနေတယ်ဘင်းရဲ့ post ဘင်းရဲ့ပူကောင်းနေရလို့ပဲပြောရမှာပဲတင်ထားတဲ့ driver draft intense ကတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဒီကကုနာလုံမို့ကျွန်တော်ရှီယန်ရဲ့ deliberation balance နေချလိုက်မြေတန်ပေါင်းနေနဲ့ final slash back ကနေပြန်ရိုက်တဲ့ဂျားထဲမှာရှေ့ရနေပြီရှီယန်ရဲ့ rotation နဲ့ dispersion တွေတွားပြီးတော့မိသွားမယ်အဲဒီအချိန်မှာ new core ရဲ့ cutting core energy rate CK ရဲ့ energy ratio နဲ့ဆို OP damage ပေးရတာအဆင်ပြေရဆိုရင်မလို့ဒီ drop intensity early game မှာတော်တော်လေးကိုချိုးကြည့်သွားရပြအဲ့ဒီအတွက်ကြောင့်အဲ့ဒီရဲ့အကျိုးဆက်ကိုဒီအချိန်မှာ performance တွေခံစားနေရဆိုတော့ concede တစ်ပြေးကျောက်လိုက် tap off fighter slash မှာချိဟာ penalty zone that's got the whole team again warp is now my damage is sanky တပ်ပြီးတော့မပေးနေတဲ့ performance နောက်တက်တဲ့ကြိမ်ငါးကောင်လုံးတင်ဆောင်ဖို့တဲ့ရာခိုင်နှုန်းများနေပြင်းနေပေါ့ပြင်းနေကြားထဲမှာတော့ဆက်လက်ပြီး CK down the line နဲ့ပဲ7မိနစ်မှာနောက်တက်တဲ့ကြိမ် this white out ထပ်ပြီးတော့ပေးလိုက်ရတဲ့ Facebook net ဒီ game number 2 over ဆက်လက်ပြီးတော့ပဲ take down လောက်ခံလိုက်ရပါပြီ Facebook အနေနဲ့ကတော့ team white out ကို၃ကြိမ်ဒီပါယူလိုက်ရတဲ့ game number 2ကိုတော့သတ္တဝါပပနဲ့ပဲထပ်ပြီးတော့အဆုံးသတ်သွားပြန်ပြီဗျအဲ့တော့ Facebook net မက်ချ်ပွိုင်းကတော့စတင်ပြီးရောက်ရှိနေပြီနောက်တစ်ပွဲကတော့ရှုံးနေလိုက်တော့မယ်ဆိုရင်တော့ဒီပန်ဝင်းကနေပြီးတော့ထုတ်ခွာရတော့မှာပဲဖြစ်ပါတယ်အဲ့တော့ဖဲကွန်အနေနဲ့ဒီလိုမျိုးပုံစံကိုဆက်ပြီးတော့ထိန်းသွားမလားဖဲကွန်နက်စ်တကယ်လို့မထင်တာတဲ့ပုံစံတွေနဲ့ကျွန်တော်စားလောင်ဖို့တိတ်နေတဲ့ပုံစံတွေနဲ့ပဲ reverse switch တွေပြန်ပြီးပေးသွားမလားဆိုတော့စောင့်ကြည့်ရပါမယ်ဗျာ penny zone wall fit ကြီးကတော့လုံးဝအလန်းဆုံးကြီးလို့ပဲပြောရမှာပဲဒီဘက်ကဒီ physical fitness lab တွေ energy ration တွေပို့ပြီးတော့ကောင်းနေခဲ့တဲ့ wall fit penny zone ကြီးကြားထဲမှာနောက်မပေးနေတဲ့ bini damage sanji damage နဲ့တူပဲနောက်တစ်ထင်း wide out ထပ်ပေးလိုက်ရတဲ့ fakeness တော်လေးချင်းဒီစိုးဝါးသွားခဲ့တယ်ပေါ့နော်အဲ့တော့ဒီ game 1 game 2ရဲ့အမားလေးတွေကို game နဲ့မတူမြောက်ဘယ်လိုမျိုးဖြစ်ရှင်းနိုင်မလဲမဖြစ်ရှင်းနိုင်ဘူးဆိုတော့ 3C ရလက်နဲ့ဒီ